အောင်ဆောင်လန်ကိုအနေဒီနေ့မှာတော့ငပြင်းမနဲ့မယန်းသည်ချင်ဆက်လေးချက်တာလေးကို ပြန်တင်ပြပေးမှာဖြစ်ပါတယ်ငပြင်းမအကြီးကြီးတွေရလာလို့ချက်စားဖို့ပါဒါပေမဲ့ဆိုင်ကကင်သေးတာ မကောင်းတဲ့အတွက်ကြောင့်မလို့အကုန်လုံးပြန်ပြီးတော့အခြေကိုနေအသေးစိတ်ပြန်လှုပ်ရတယ်ဘိုက်လည်းမခွဲပြီးတော့အကုန်လုံးဘိုက်တွေလည်းပြန်ခွဲရတယ်ပြီးသွားတဲ့အခါမှာတော့စားနဲ့ရှာလကိုင်နဲ့တစ်ခေါက်နေလိုက်တယ်အဲ့ဒါမှပဲအချိအချွဲတွေအကုန်လုံးညှီတာတွေပျောက်သွားအောင်ပေါ့နော်အဲ့ဒါပြီးသွားတော့မှတစ်ခါပြန်စေးတစ်ခါပြန်စေးပြီးသွားတော့မှအရသာပြန်နေတယ်ပေါ့နော်ဆနွင်းတို့အရသာမှုန့်စားချက်တာမှုန့်အရာတွေထည့်ပြီးနေလိုက်ပါတယ် အသားမှာစား9မှာငံပြာရည်ဆိုတဲ့အတိုင်းငံပြာရည်နည်းနည်းတော့ထည့်ရပါမယ်9ဖြစ်တဲ့အတွက်ကြောင့်ပြီးရင်တော့သုံးဆန်အတိုင်းကျတုံဖြူကျတုံနီစီသက်ဟိုဝဝင်းရွှေနီနီဝင်းရွှေပြီးသွားရင်တော့မယန်းသီးပပလေးလှိတာလေးကိုထည့်ပါမယ်ရန်ဒီချင်းလေးထွက်လာရင်ငံပြာရည်နည်းနည်းလေးထည့်မယ်အဲ့ဒါမှမှုရအောင်ပါမိမိလေးရွှေပြအောင်မိမိလေးလေး အယောင်တင်ဖို့ထက်ထဲတယ်ပြီးတော့မှငါ့ကိုထည့်ပြီးတော့ DAA နေနဲ့ခြေလေးနဲ့ထည့်ပြီးတော့ချက်ထားရင်အနာလင်စားလို့ရပါပြီဒါကတော့ရေထည့်ပြီးတော့တတိချင်းဆူလာတယ်နောက်ဆုံးမှတော့ကျွန်တော်ကတိုးစရာလဲစားရှင်တော့လေရုံးမကြည့်သေးနဲ့ရုပ်ဒီဇိုင်းလေးအုပ်လိုက်ပါတယ်ရှမ်းနဲ့နန်လေးပါတယ်မရှိလို့အဲ့ဒါမှလေး ကောင်လည်းမပြက်ရအောင် DAA တွေနဲ့ပဲကြကြလေးနှက်ရပါတယ်မဟုတ်လို့ရှိရင်အာကောင်ပြက်သွားမှာပေါ့နော်ကန်လာလာလေးနဲ့ထည့်လိုက်ပါတယ်အော်လေးအော်လေးပေါ်လာတော့အော်လေးဒီကအဲ့ကျွန်တော်ရဲ့ ော်ပါလား guest house လေးပါကျေးဇူးညနေပါဘာဘုန်းတော်ကြည့်ဘူးဒါရိုးရမဟုတ်ဘူးဒါတော့မယန်းသေးထားဒါကတော့ငပြင်းမနဲ့မယန်းသေးတောင်းဆိုတဲ့ဟင်းကိုချက်ပေးရတာဆိုတော့ဟင်းအကုန်လုံးကခြင်တဲ့စတိုင်လေးဖြစ်